မင်္ဂလာပါခင်ဗျာမြမောက်သမိုင်းထိမှာတော့ဘရင်တွေဆိုတာဟာကိုလူရှင်နာကိုရှောက်လုပ်ကြတဲ့နေရာမှာတော်တော်လေးနာမည်ကြည့်ပါတယ်ဘရင်တွေမှာသူတို့ရဲ့လူပိုင်ခွင့်အာဏာတွေကိုအသွင်ရှာပြီးတော့စိုးသွင်းကြတာတွေဟာလည်းအနေနဲ့အများစီတော့ရှိကြတာပဲဖြစ်ပါတယ်ဒီလိုမျိုးကိစ္စတွေထိမှာတော့မိမယူတဲ့ကိစ္စဟာလည်းတခုပါဝင်ပြီးဖြစ်ပါတယ်သမိုင်းကိုပြင်ကြည့်ရင်တော့မိပြားနှစ်ပါးယူခဲ့တဲ့ဘရင်ဆိုတာဟာတော်တော်လေးရှာရှာပါပါဘရင်တွေပဲဖြစ်ပါတယ် အနည်းဆုံးတော့မိမ၄ယောက်နဲ့အထက်မှာရှိကြပြီးတော့အဲ့ဒီထက်မှာမတဲမဲ့ရတွေမှာတွေ့ရလင်းမရှိတဲ့ကိုလုတော်တွေနဲ့တခြားသောအမျိုးသမီးတွေနဲ့ရကြတဲ့ကိစ္စတွေဟာမပါဝင်သေးပါဘူးမြမသမိုင်းထင်မှာတော့မိဖုရားတွေများတဲ့ဘယင်တွေကိုပြပါဆိုရင်ကုန်းပေါင်ခင်မှာမတုံမင်းကြီးကိုပဲညွှန်ပြတတ်ကြပါတယ်မတုံမင်းကြီးမှာမိဖုရား90နေပါရှိပြီးတော့ကိုလုတော်တွေဟာလည်းများစွာရှိခဲ့ပါတယ်ဒါပေမဲ့မတုံဘယင်ကိုတော့ရုပ်မာတဲ့ဘယင်လို့မဆိုနိုင်ကြပါဘူး ူဟာသူလုတ်ပိုင်ခွင့်နဲ့သူလုတ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ဘရင်တပတ်ဟာမိဖုရားရဲ့အများကြီးယူနိုင်ပါတယ်။ဒီလိုယူလို့လေသူ့ကိုဘယ်သူမှအပြစ်တန်ပြောဆိုကြမှာလည်းမဟုတ်ပါဘူး။ဒါပေမဲ့လည်းမတုံဘရင်ကြီးကိုတော့ယောမန်ကြီးဥဖို့လိုင်းကရေရေဝင်းဝင်းရှက်တဲ့ခေတာလေးတခုတော့ရှိပါတယ်။ဒါကတော့နန်းတော်ထင်းမှာနှမကို ပေးပြီးတော့အမှုတော်တွေထမ်းလာကြတာ။သမီးတွေကိုပေးပြီးတော့နေရာယူလာကြတာတွေကိုယောမန်ကြီးဟာတတိရှိရှိနဲ့ရှက်တန်ခဲ့တာပဲဖြစ်ပါတယ်။ မတူမင်းကြီးဟာလည်းညီလာခံမှာအရှက်ရပြီးတော့ရောမင်းကြီးဥဖို့လိုင်ကိုလှမ်းကို ထုတ်ပြီးတော့ဒီလှမ်းနဲ့ဘသူ့ကိုထိုးခေးဖို့တလေဆိုပြီးတော့မေးမြန်းခဲ့တဲ့အထိပြစ်ခဲ့ပါတယ်မိဖုရားတွေများတဲ့အတွက်ညီလာခံမှာမတူမင်းကြီးကိုအရှက်ရစေခဲ့တဲ့ရောမင်းကြီးရဲ့တတိရှိရှိရှောက်တဲ့ချက်ကတော့လေးစားစရာပဲကောင်းပါတယ်ဒီလိုမိဖုရားတွေကိုတန်မြှောက်ကြတဲ့နေရာမှာတရားဝင်လက်ထက်ယူတာ ောကောက်ပြီးယူတာမျိုးတွေမဟုတ်ဘင်းနဲ့ကာမပိုင်းလင်ယောက်ကြရှိတဲ့အမျိုးသမီးတွေကိုအတဲအာရမသိမ့်ပိုက်ယူခဲ့တဲ့ဘယင်တွေမိမိရဲ့လက်အောက်အမှုထမ်းအရာထမ်းတွေရဲ့ဇနီးမယားတွေကိုရုပ်မာစွာကျင့်ကြံခဲ့ကြတဲ့ဘယင်တွေအကြောင်းကိုဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးတစ်ပါးကတော့ကုန်းပေါင်ခေရဲ့ဘယင်ဘဒုံမင်းကောဘိုးတော်ပြားပဲဖြစ်ပါတယ်ဘိုးတော်ပြားဆိုရင်ကုန်းပေါင်သမိုင်းမှာအမရပူရာမြို့သစ်ကိုတည်ခဲ့တယ် ရခိုင်ကိုတိုက်ပြီးတော့အောင်နိုင်ခဲ့တယ်မဟာမုနိဖျားကြီးကိုပင့်ဆောင်နိုင်ခဲ့တယ်ရခိုင်ပြည်နယ်မိဖျားမှုမဲ့ကြည်ကျွင်များစွာကိုသုံးပင်အဖြစ်ခေါ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကုန်းမောင်သမိုင်းမှာတော့အလွယ်ထင်ရှားတဲ့ဗျံတစ်ပါးပဲဖြစ်ပါတယ်ဒီပြင်မှာမိဖျား93ပါးနဲ့ကိုလူတော်စနစ်ပါတီရှိခဲ့ပြီးတော့သမီးတော်60တပါးတားတော်60တပါးစုစုပေါင်း120နှစ်ပါတီရှိခဲ့တယ်လို့ဆိုပါတယ်မို့တော့ပြရဟာမိဖုရားတင်တဲ့နေရာမှာတော့ နာမည်ကြီးတဲ့မင်းတုံမင်းကြီးထက်တောင်တာလွင်နေတာကိုတွေ့ရတာလည်းဖြစ်ပါတယ်။တချို့မှတ်တမ်းတွေထင်မှာတော့ဘုရောပြရဲ့မိဖုရားစရင်ဟာ30ကျော်လိုပဲဖော်ပြကြတာတွေလည်းရှိပါတယ်။ဘုရောမောင်ဝိုင်းလို့ခေါ်တဲ့ဘဒုံမင်းကို အလောင်းဖုရားနဲ့မိဖုရားခင်ယွင်းစံတို့ကခရစ်နှစ်1945ခုနှစ်မှာမုတ်ဆိုးပူရောမှာပဲမွေးဖော်ခဲ့တဲ့စတုတ္ထမြောက်သားဖြစ်ပါတယ်။ဒီမင်းဟာ1982ခုနှစ်မှာဒီနေ့ကိုရရှိခဲ့တာဖြစ်ပြီးတော့ မြန်မာတစ်ကရေ1144ခုနှစ်တဘိုးတွေလာမှာပဲအမရပူရာမြို့တင်နဲ့ထိနေတစ်ကိုတည်ထောင်ခဲ့ပါတယ်ဘဒုံမဲလက်ထဲ1146ခုနှစ်မှာရခိုင်ကိုရှိတဲ့တိုက်ခိုက်သိမ်းယူခဲ့ပါတယ်ဒါပြင်ရခိုင်ပြည်မြောက်ဦးမြို့မှာရှိတဲ့တန်ဖိုးရှိတဲ့အရာတွေကိုလည်းယူဆောင်ခဲ့တယ်လို့ရခိုင်ပြည်နဲ့မိဖုရားကိုလည်းမြောက်ဦးရဲ့တောင်ဘက်ကျွမ်းတန်ရာအရင်မှာဖန်စီရမင်းခဲ့တဲ့အတွက်ရခိုင်ပြည်မဟာသမဏရာဇာနဲ့မိဖုရား၃ပါးသားတော်၃ပါး ရန်ချွေတော်တရားတို့ကိုပါဖန်စီရရှိခဲ့တာလည်းဖြစ်ပါတယ်။ရခိုင်ကိုသိမ်းယူပြီးတဲ့နောက်မှာတော့ဗရင်နဲ့မိဖုရားအပါဝင် အမြောက်2000တင်းနဲ့1000ယူရီးယားချီသွင်းရုပ်30ကျော်နဲ့ပုံနာမျိုးနဲ့အိမ်ထောင်စု900မိမစု300လူသူ2000ကျော်ကိုပါအမရပူရာကို ခေါ်ဆောင်ခဲ့ပါတယ်။မဟာမုနိဖုရားကြီးနဲ့တကွာရခိုင်ဗရင်နဲ့မိဖုရားတို့ရဲ့အကုန်လုံးကိုခေါ်ဆောင်တော်ပြီးတော့ ရခိုင်ပြည်နယ်မြို့ပြားတွေကိုတော့စစ်ကြာနှစ်ပွင့်အိမ်တော်နဲ့အဝဲအစားမညှိုးနှွမ်းရလေအောင် ထားရှိတယ်လို့ဆိုပါတယ်ရခိုင်ရာဇဝင်တွေတင်မာတော့ဘဒုံမဲရဲ့ညီတော်ပခင်းမဲသားအိမ်မှာပဲထားခဲ့တယ်လို့ဆိုပါတယ်ဘဒုံမဲလို့ခေါ်တဲ့ဘိုးတော်မောင်ဝိုင်းဟာရခိုင်ပြည်ကိုစိတ်ပိုင်းဆိုင်ရာအရာထိုးနှဲမှုတွေများစွာကိုလည်းလွတ်ဆောင်ခဲ့တာကို တွေ့ရပါတယ်ရင်သူကိုဒီအတိုင်းသက်ပြက်လိုက်တာတည်းဆိုင်ရင်တနုနုနဲ့ခံစားရပြီးတော့တည်ဆုံးတော့ရတဲ့ဝေဒနာကို တမင်ဖန်တီးခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်ဒီနေရာမှာဘဒုံမင်းရဲ့ယုံညံ့လှတဲ့ညပယ်နှစ်စင်းနေတနေ့ကတော့အလွန်တရာမှဆက်စုပ်ဖို့ကောင်းပါတယ်ဒါကတော့သူ့လက်ခွဲထည့်ကိုရောက်ရှိနေတဲ့သုံးပန်းဖြစ်တဲ့ရခိုင်ပြည်ကိုလုံးဝစိတ်ပိုင်းဆိုင်ရာအရာကြာဆုံးတော့အောင် trauma တွေရသွားအောင်လှုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်ဘဒုံမင်းဟာရခိုင်ပြည်ရဲ့တန်းဆောင်မိဖုရားဖြစ်တဲ့မရတန်တာရဲ့ရုပ်ရည်ကိုတက်မဲ့ပြီးတော့မိဖုရားကိုလမ်းဖြစ်တဲ့ရခိုင်ပြည်နဲ့ကောရှင်ခိုင်းစေခဲ့ပါတယ် ဒီကောရှင်မှုအတွေ့တရားစီရင်ရေးစည်းအဖြစ်မတုံမဲဟာအမဲကြီး၄ယောက်ကို အသက်ပြတထောင်ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်ဒီလိုအတင်းအဓမ္မကမ္မဝိုင်လင်ယောက်ချရှိတဲ့အမျိုးသမီးတယောက်လေးဖြစ်စစ်ရှုံးလို့ခေါ်ဆောင်ခံလိုက်ရတဲ့သုံးပက်အမျိုးသမီးတူလေးဖြစ်တယ်မိမတယောက်ကိုသူရှိတဲ့လင်ယောက်ချနဲ့အဓမ္မကောရှင်ခိုင်းစေပြီးတော့သိမ့်ပိုက်ခဲ့တာဆိုရင် အလွန်တရားမှယုံညံ့ဆက်စုပ်ဖွဲ့ကောင်းတဲ့လူရဲ့ပဲဖြစ်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ် မိဖုရားနဲ့ကိုလို့တော်တွေများစွာရှိနေတဲ့ဇာကတောင်ဒီလိုလူမစင်တဲ့လူရဲတွေကိုလွတ်ဆောင်ခဲ့တဲ့ဘဒုံမဲဟာရခိုင်မိဖုရားကိုတက်မဲ့တဲ့ဆိုတာတဲ့ဆီရှုံးတဲ့ဘယံတပါးရဲ့မာနာကိုစိတ်တရားရသောအောင် နှိမ့်ဆက်လိုက်တဲ့အရာလေးဖြစ်ပါတယ်ဒီလူရဲတွေဟာလူသားမစင်တယ်လို့သူရဲကောင်းစင်တဲ့လူရဲတွေလည်းမဟုတ်ပါဘူးဒါဟာမြန်မာသမိုင်းထိကသူရဲဘောကြောင့်ဆိုတာယုံညံ့တဲ့လူရဲတခုလို့ဆိုရမှာပဲဖြစ်ပါတယ် ဖန်စီခံခဲ့ရတဲ့ရခိုင်ပြည်ဟာလည်းအမရပူရကိုရောက်ပြီးတော့နှစ်နှစ်အကြာမှာပဲကိုယ်လံခဲ့ပါတယ်။ဘုရောဖရာအတန်းအာဓမသိမ့်ပိုက်ခဲ့တဲ့မိဖုရားမြတ်တင်တာဟာဆိုရင်လည်းစိတ်ပိုင်းဆိုင်ရာတွေထိခိုက်နာကျင်ရပြီးတော့အသက်အရွယ်ရလာတဲ့အခါမှာမိမိရဲ့ဇာတိရခိုင်ပြည်နေရန်ပြည်ချွင်းဒေသကိုပြန်လာနိုင်ခဲ့ပါတယ်။မိဖုရားကြီးဟာတိုင်းပြည်ပြက်သုံးတားလင်တွေတည်ဆုံခဲ့ရတဲ့ဝိဒေနံတွေအပြင်မိမိမရှိမနေတဲ့သူတို့ မိမများစွာရှိတဲ့လူတဦးရဲ့တိမ့်ပိုင်မှုကိုပါခံခဲ့ရတာလည်းဖြစ်ပါတယ်။နောက်ဆုံးမှာတော့ရန်ပြင်းမြို့မှာပဲကိုယ်လံခဲ့ရပြီးတော့မိဖုရားရဲ့အုတ်ဂူကိုတော့ရန်ပြင်းမြို့ကိုရင်တောင်ခြေရင်းမှာအခုအရှင်တိတွေ့နိုင်ပါတယ်။ဒါကတော့ကုန်းပေါင်ခေဘယံတပားရဲ့ရုပ်ညံ့တဲ့လုပ်ရက်တစ်ခုလိုပဲဆိုရမှာပဲဖြစ်ပါတယ်။နောက်တဲ့တပားကတော့ဂဇပတိဆိုတဲ့မင်းပဲဖြစ်ပါတယ်။ဂဇပတိဆိုတဲ့ဘယံဟာပထမမြောက်ဦးခေမှာမြောက်ဦးတင်းနှံကိုစိုးစင်ခဲ့တဲ့ဘယံတပားပဲဖြစ်ပါတယ်။ သူဟာခမေးတော်မင်းရစာလွန်တဲ့နောက်ပိုင်းမှာအမြောက်ဦးထင်းနေကိုရခိုင်တက်ဂရီ685ခုနဲ့689ခုနှစ်ထိတည်နေစုဆင်ခဲ့ပါတယ်689ခုနှစ်အတွင်းမှာတော့တက်တွေပုံဝင်လာတဲ့အတွက်နှိမ်နေနိုင်ခဲ့ပါတယ်လက်ဆန်ပြီးတော့နှစ်နှစ်အကြာမှာပဲဒီမင်းဟာကိုယ်လံခဲ့ပါတယ်သူဘဝအကြောင်းတွေကိုကြည့်ရင်လည်းအလွန်တရာမှဆက်ဆိုးဝေကောင်းတဲ့လုပ်ရည်တွေကိုတွေ့ရပါတယ် သူဟာမြောက်ဦးထင်းနှင်းကိုရလာတဲ့အချိန်မှာတော့အသက်16နှစ်အရွယ်ပဲရှိပါသေးတယ်။ဒီမဲဟာသူ့ရဲ့မြောက်သားတော်စောတူစာဆိုတဲ့အမျိုးသမီးနဲ့နှစ်တည်းခဲ့ပါတယ်။သူမှာမိဖုရားနှစ်ပါးလေးရှိပါတယ်။ကစားပတိမဲဟာရုပ်ဆင်အလွန်လှပသလိုသာသနာတော်ကိုလည်းယိုသေးစွာရှိမြင်ခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေကဆိုပါတယ်။ဒီပြင်နှစ်တည်းတဲ့အချိန်မှာတော့မြောက်ဦးထင်းနှင်းမှာခြေကျွင်လေးကိုဆုံးပါမှုအလွန်ညှက်ပြင်းခဲ့တယ်လို့လည်းဆိုပါတယ်။ သူရဲ့လူယုံကြည်ကျင်တွေဟာမင်းစီမဲမျိုးမှုမဲ့တွေကိုပါမခြင်းဘရင်အာကုန်နဲ့မယိုင်းစော်ကားတာတွေကိုကျူးလင်နေတိုင်းခဲ့ကြပါတယ်။ဒါပြင်ပြည်သူပြည်သားတွေကိုလည်းသူရဲ့ကြည်ကျင်တွေကမတရားညှဉ်းပန်းနှိမ့်ဆက်တာတွေကိုလုံဆောင်ပေးပါတယ်။ဒီမဲဟာအသက်ငယ်ပြီးတော့လိမ္မာရေးချမရှိတဲ့အတွက်သူရဲ့လူယုံတွေရဲ့ရိုင်းစိုင်းဆုတွင်မှုတွေကြောင့်မင်းစီမဲမျိုးမှုမဲ့ပညာရှိတွေနဲ့ပြည်သူတွေကပါအော့နှလုံးနာခဲ့ကြပါတယ်။ ဒါပြင်သူ့ကိုလုတ်ကျင်နိုင်ဖို့ပါကျန်စွေဆောင်ရွက်ခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ကျွဲမကောင်းရင်သခင်ကိုအပြစ်ပြရမည်ဆိုသလိုကြေးကျွဲမကောင်းတဲ့မိမိရဲ့ကျွေးတော်ကျွန်တော်တွေကိုမဆုံးမကောင်းလားဆိုပြီးတော့ဘုရင်ကိုအပြစ်မြင်ခဲ့ကြတာလည်းဖြစ်ပါတယ်။တိဂရိ689ခုနှစ်မှာ အနောက်ဘက်ကပုံကန်ချားနာလာတဲ့အတွက်ကစားပတိဘုရင်ဟာမှုမဲ့ပညာရှိတွေနဲ့တိုင်ပင်ပြီးတော့သူ့ရဲ့စစ်တီတော်တွေကိုရှီတဲတိုက်ခိုက်စေခဲ့ပါတယ်။ ။ဘယင်ဟငရေတဲ့အတွက်ကြီးကျွင်လေးကိုမဆုံးမနိုင်ပေမဲ့လည်းပြုမဲ့စစ်သူကြီးတွေကတော့ဘယင်အပေါ်မှာနားလေခွန်းလဲခဲ့ပုံရပါတယ်။ဒါပေမဲ့လည်းဒီမဲဟာအလွန်တရာမှအကျံပက်စဲရုပ်မာတဲ့လူရဲတွေကိုလွတ်ဆောင်ခဲ့တာကိုလည်းတွေ့ရပါတယ်။တကယ်တော့ဘယင်တမအနေနဲ့သူဟာမိဖုရားမောင်းမမိတ်တဲ့ကိုလို့တော်စသည်ဖြင့်များစွာသောအမျိုးသမီးတွေကိုတော်ကောက်ယူနိုင်ပေမဲ့လည်းသူဟာလူအဖွဲ့အစည်းမှာလုံးဝလက်မခံနိုင်တဲ့မကျင်စီအပ်တဲ့အကျင့်တစ်ခုကိုကျင်စီဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ် ါကတော့အနောက်ဘက်ကပုံငင်ချားနာလာတဲ့အတွက်စစ်ရှိတဲ့တိုက်ခိုက်နေတဲ့စစ်သူကြီးတွေမှုမဲ့တွေရဲ့ဇနီးမယားတွေကိုနန်းတော်ကိုခေါ်ဆောင်ပြီးတော့သူနဲ့အတူအိပ်ဖန်တက်စေခဲ့တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ပုံပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့စစ်သည်မှုမဲ့တွေရဲ့ဇနီးမယားသမီးတော်တွေကိုအတင်းခေါ်ယူပြီးတော့ပြုကျင့်ခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒီအကြောင်းကိုစစ်သူကြီးမှုမဲ့တွေရဲ့ဇနီးမယားတွေကရှစ်တဲ့ရောက်သူတို့ရဲ့ လက်ရောက်ကြတွေစီကိုစာရေးပြီးတော့အကြောင်းကြခဲ့ပါတယ်ကျမတို့ဟာအခုအချိန်မှာဆိုရင်ဘယင်ကြီးရဲ့မယားဖြစ်နေပြီဆိုတဲ့အကြောင်းကို စာတွေအတိအသေးရေးပို့ခဲ့ကြတာလည်းဖြစ်ပါတယ်ဒီလိုစာတွေကိုလက်ခံရရှိခဲ့တဲ့ရှစ်တန်းရောက်စစ်သူကြီးတွေဟာမယူမြို့ဝမှာစူယုံတိုက်ပြန်ပြီးတော့ဘယင်ကိုပုံကင်ဖို့ပြင်ဆင်ခဲ့ကြပါတယ်ပုန်ကင်ဖို့ကြံဆောင်နေတာကိုတိတဲ့ကစားပရိပယဟာဒေါသအလွန်ထွက်ပြီးတော့ ူကိုကျင့်စီနေကြတဲ့စိတ်သူကြီးတွေကိုခြေချင်းခက်ယူလာစေဖို့အမိန့်ပေးခိုင်းစေခဲ့ပါတယ်။စိတ်သူကြီးတွေကလည်းဘယင်းရဲ့အမိန့်ကိုမပေးရတဲ့အတွက်မယူပြည့်အနည်းမှာတိုက်ခိုက်ဖို့ကျင့်စီနေတဲ့စိတ်သူတွေကိုဖမ်းဆီးပြီးတော့ခြေချင်းတွေခက်ပြီးတော့မြောက်ဦးမျိုးကိုယူဆောင်လာခဲ့ပါတယ်။ဒီလိုတိုင်းရင်းပြည်ရာအခြေအနေအရရဟာမတည်မငြိမ်ဖြစ်နေတာကိုသိတဲ့အမတ်ကြီးလေးဦးဟာတိတ်တဆိတ်တိုင်ပင်ပြီးတော့ဘယင်းကိုလွတ်ကျန်တိုက်ခိုက်ခဲ့ကြပါတယ်။ မယဉ်ရဲ့မကောင်းမှုကိုသိမခင်နိုင်တဲ့အမဲကြီးတွေရဲ့တိုက်ခတ်မှုတွေကြောင့်ကဇာပတိမင်းဟာနင်းတော်ကဆင်းပြေခဲ့ရပါတယ်။ကဇာပတိမင်းဟာနင်းတော်အနောက်ဘက်ကဆင်းပြေပြီးတော့အနီးအနားမှာရှိတဲ့နေအိမ်တိမ်မှာပုန်းအောင်နေထိုင်ခဲ့ပါတယ်။ဒီအကြောင်းကိုသိတဲ့ထောင်မှုစုံတဲ့ကြီးဟာသူ့နောက်ကိုလိုက်လာပြီးတော့ဇေတိမရဲ့အိမ်ပေါ်ဝါမှာရက်ပြီးတော့ဟေးပရဒါယသူများမယားတွေရဲ့မိစ္ဆာအကျင့်ကိုကျင့်တဲ့မင်းယုတ် ဒုက္ကံတိဝင်ပြီးတော့သူများမယားကိုပြိမဖို့ကြံဆောင်တယ်လို့အခုရှင်းရှင်းထွက်လာခဲ့ဆိုပြီးတော့အမိန့်ပေးခေါ်ဆောင်ခဲ့ပါတယ်။ကဇာပတိဘရင်ဟာလည်းအလွန်တရာကြောက်လွန့်ပြီးတော့စုံတဲကြီးကိုလှမ်းပြောပါတယ်။သူ့ကိုမတဲဖို့နဲ့အသက်ကိုရှင်းတာပေးဖို့တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းစုံတဲကြီးဟာအလွန်တရာမှခက်တယ်တဲ့စကားတွေနဲ့ဘရင်ကိုပြန်ပြောတဲ့အခါမှာတော့ကဇာပတိဘရင်ဟာအရင်ကတည်းကပုံမူကြောက်လန့်လာပြီးတော့ငါ့ကိုမတဲနဲ့ နဲ့ကရှာပြီးတော့ကြိုက်တဲ့သူကသာနဲ့တင်ပါလို့ဆိုခဲ့ပါတယ်။ဇုံတိုက်ကလည်းဒါဆိုရင်ကောင်းပြီမတက်ဘူး။မင်းထွက်လာခဲ့ဆိုတဲ့အတွက်ကစားပတိပညာဟာကြောက်ကြောက်လဲလဲနဲ့ထွက်လာတဲ့အရှင်မှာတော့ဇုံတဲ့စစ်သူကြီးဟာကစားပတိရဲ့အကောင်းကိုဖြတ်ပြီးတော့အမတ်ကြီးလေးဦးထံကိုဆက်သခဲ့တယ်လို့သမိုင်းတွေက ဆိုပါတယ်။ဒီအကြောင်းအရာကိုပြန်လည်စဉ်းစားကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုသုတ္တံယုံကြည်တဲ့စိတ်တဲ့တစ်ခုကိုတွေ့ရမှာပဲဖြစ်ပါတယ်။ မိမိရဲ့အကျိုးစီးပွားတိုင်းပြည်ရဲ့အကျိုးစီးပွားရင်ဆွေဟူသည်မြကိုရှေ့တန်းကတိုက်ခိုက်တားဆီးနေတဲ့ပုမဲ့စစ်သူကြီးတွေရဲ့ဇနီးမယားတွေကိုမှပြစ်မှားတယ်ဆိုတာဟာတောင်ယုံတန်ယုံပညာမိတဲ့ဘယံတော့မဟုတ်သလိုတကယ်ရွံ့ညံ့ညံ့ဖျင်းတဲ့လူမဆန်တဲ့လူရဲတွေလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါကြောင့်လဲမကောင်းမှုဒုစရိုက်ဆိုတာတာရှည်မခင်ပဲကစားပတိပညာသူ့ဘဝကိုလဲသူရဲ့စစ်သူကြီးတွေရဲ့ကွမျက်တာကိုခံခဲ့ရပြီးတော့ကိုယ်လင်ခေရသလို့ ။တမိုင်းထိမှာလည်းအလွန်တရာမှဆက်စုရရှောက်ပြီးကောင်းတဲ့မှတ်တမ်းအဖြစ်ရေးထိုးတာကိုခံခဲ့ရပါတယ်။နောက်ဆုံးတစ်ပါးကတော့မင်းစောဝင်ပဲဖြစ်ပါတယ်။မင်းစောဝင်ဆိုတာကတော့ရခိုင်ပြည်မြောက်ဦးမြို့ကိုတည်ထောင်တဲ့ဗဟင်တစ်ပါးပဲဖြစ်ပါတယ်။သူဟာတမိုင်းအရအလွန်ခမ်းနားတဲ့နေရာမှာတည်ရှိနေစေလေဖြစ်ပါတယ်။သူရဲ့ဆောင်ရွက်ချက်တွေဟာသူရဲ့ဆယ်မှုတွေပေးဆက်အနိနာခံမှုတွေနဲ့ပြည့်နေနေပါတယ်။ ါပေမဲ့လည်းမက်ဆောမွန်ဟာအသက်ငင်း၍နုပြိုစဉ်အခါတုန်းကလုံးဝမပြေမသင့်တဲ့အမားကြီးတစ်ခုကိုကျူလန်ခဲ့ပါတယ်။ဒီအမားကြောင့်ပဲလင်းမြုပ်ခဲ့တစ်ခုလုံးပျက်စီးခဲ့ရတယ်လို့လည်းဆိုရမှာဖြစ်ပါတယ်။မက်ဆောမွန်ဟာရခိုင်တက်ဂရီ960ခုနှစ်မှာပြည်ပြားစိုးစစ်နဲ့အတူလောင်းချက်ထင်းတန်းကိုဆက်ကင်ခဲ့ပါတယ်။မက်ဆောမွန်လောင်းချက်ထင်းတန်းကိုရရှိတဲ့အခါမှာတော့ပြည်သူတွေကလည်းအားရချိန်နဲ့ခင်ကြပါတယ်။ဒါပေမဲ့လည်းမက်ဆောမွန်ဟာ သူ့ဆရာလိုခင်မင်ရတဲ့တန်ခါရာဇာရဲ့မြောက်ပေးမှုတွေကြောင့်စိုးသွင်းရန်စဲမှုတွေကိုစတင်ခဲ့ပါတယ်။မက်ဆုံးဝင်ဟာလောင်ကျဲထင်းနှင်းကိုရရှိပြီးတော့နှစ်နှစ်အကြာမှာပဲလုံးဝမမှားတဲ့မကျွလွန်တဲ့အမားကြီးတစ်ခုကိုရုပ်မှန်စွာနဲ့ကျွလွန်ခဲ့ပါတယ်။ဒါကတော့အမက်ဆုံးဝင်ဟာအဲမျိုးနဲ့ဒလဲ့မျိုးကိုတော်ရင်နဲ့ဒလဲ့ရှောင်းထင်းမှာရေရှိုးနေတဲ့ဒလဲ့မျိုးစာအနန္တသင်္ယံညမဖြစ်တဲ့စိုးပုညိုကိုမြင်တော့ လန္တရာမဆွေးလန်းချစ်ခင်တဲ့စိတ်တွေကြောင့်သူ့ကိုသိမ့်ပိုက်ဖြစ်ပါတယ်။ဒီလိုသိမ့်ပိုက်ခင်ရတဲ့စောပူညိုမှာဆိုရင်ကာမပိုက်လင်ယောက်ချာမရှိဘူးဆိုရင်တော့ပြဿနာမဟုတ်ပေမဲ့စောပူညိုမှာကာမပိုက်လင်ယောက်ချာရှိနေခဲ့ပါတယ်။ဒါကိုတည်တည်ရဲ့နဲ့မဆုံးဝင်ဟာစောပူညိုကိုလင်ကိုကောစေပြီးတော့အတင်းသိမ့်ပိုက်ခေတာလည်းဖြစ်ပါတယ်။ဒီအကြောင်းစုံကိုသိရှိခဲ့တဲ့စောပူညိုရဲ့အကိုတလက်စာအနန္တသင်ဟာမဆုံးဝင်ရဲ့ဒီလိုရုပ်မာတဲ့လူရဲ့အပေါ်မှာ လုံးဝတိမကယ်နိုင်ခဲ့ပါဘူးအနေနာတင်ကမင်းစုံဝင်ဟာဘယင်ဖြစ်ပြီးတော့နှစ်နှစ်ပဲရှိသေးပေမဲ့မိမိရဲ့မှုမဲ့တူရဲ့မျက်နှာကိုတော့မထောက်ပဲလက်ရှိမယားကို သိမ်းယူတယ်ဆိုရင်နောက်ကာလတွေကြာရင်တော့ဘလို့မှအာနာလာမှာမဟုတ်ပဲပူပြီးတော့မိုင်ရင်းလာလိမ့်မယ်လို့ဆိုပြီးတော့အင်ဝဘယင်မဲခေါင်စီကိုတော်ပြီးတော့စစ်ပန်အကူကြီးတောင်းယူခဲ့ပါတယ် ဲဝပြင်မက်ခွန်ကလည်းသားတော်မင်းကြီးချော်စော်ကိုတတ်မှုခံပြီးတော့စစ်တီအင်အား3000နဲ့ရှစ်တက်တိုက်ခိုက်ခဲ့ပါတယ်။မင်းကြီးချော်စော်ရဲ့တက်တွေရှစ်တက်လာတာကိုတတင်းချတဲ့ဒလဲမျိုးစားအနန္တသင်ဟာသူ့တက်တွေကိုအရင်ဆုံးလောက်ကျစ်ကိုစေလဲပြီးတော့ပုံကင်းစေခဲ့ပါတယ်။ဒါပြင်အနန္တသင်ဟာမင်းစောဝင်ကတစ်တွေဝေါ်တွေခုတ်ခုတ်လွှတ်လိုက်တဲ့လူတွေကိုလည်းဖမ်းဆီးထားပါတယ်။ဒီတဲ့တန်းကိုကြာတော့မင်းစောဝင်ဟာအမတန်းမှဒေါသထွက်ပြီးတော့အနန္တသင်ရဲ့ညမ စောပုညိုပါ ခေါ်ပြီးတော့ဒလက်ကိုရှိတဲ့တက်ခိုက်ဖို့ဆစ်ရှိလာခဲ့ပါတယ်ဒလက်ကိုရောက်တဲ့အခါမှာတော့အနန္တသင်ဟာသူ့ကိုစစ်ထိုးလို့အကျိုးရှိမှာမဟုတ်ပဲလောင်းကျက်မြို့ကိုရောက်ရှိနေကြတဲ့အင်ဝါတက်ကိုသာစစ်ထိုးပါဆိုပြီးတော့ရှောက်တင်တဲ့အခါမှာတော့မဲဆော့ဝင်ဟာလောင်းကျက်ကိုပြန်လည်ရှိတဲ့ခဲ့ပါတယ်လောင်းကျက်ကိုရောက်တဲ့အခါမှာတော့အင်ဝါတက်တို့ရဲ့ဝိုင်းထားတာကိုခံနေရပြီလေဖြစ်ပါတယ်မဲဆော့ဝင်ဟာမှုမဲ့တန်ကရာဇာ မိဖုရားတွေနဲ့တိုင်ပင်ပြီးတော့အံဝတက်တွေကိုခုခံခဲ့ပေမဲ့လည်းအရေးမလားတဲ့အတွဲ968ခုနှစ်လက်တော်လာစဉ်9ရက်နေ့မှာပဲလောင်ချက်ထရင်ကမျိုးကြာဆုံးပြီးတော့အံဝတက်တွေဟာလောင်ချက်မျိုးကိုတင်ပိုက်ခဲ့ပါတယ်။မက်ဆုံးဝင်ဟာနေတက်ပြီးတော့နှစ်နှစ်အကြာမှာပဲအနောက်သူတွေပြေကိုထွက်ပြေးတင်ဆောင်ခဲ့ရတယ်လို့တမိုင်းမှတ်တမ်းတွေကဆိုပါတယ်။တကယ်တော့မင်းစုံဝင်ဟာဆိုရင်အသက်အရွယ်ငယ်ရွယ်တဲ့အချိန်မှာစီးမဆောင်ပဲလက်ရှိမရလေဖြစ်တယ်လို့သူရဲ့ မူကြီးမှတ်ရာတူလေးဖြစ်တဲ့မြို့စားတူရဲ့ညီမကို အတဲအာရမသိမ့်ပိုက်ယူခဲ့တဲ့ပြဿနာဟာတိုက်ပစ်တစ်ခုလုံးပြတ်သွင်းရတဲ့အခြေကြီးမာခဲ့ပါတယ်။ဒီလိုလူမှုရေးအရာရုပ်မာတဲ့စိတ်တစ်ခုကြောင့်မန်ဆုံးမွန်ဟာနှစ်ပေါင်း၂၄နှစ်တန်တိုင်းတင်းရှောင်နေတိုင်းခဲ့ရပြီးတော့လောင်ကျဲမြို့ဟာလည်းမွန်ဗမာရှင်းတို့ရဲ့စစ်မဲ့ပြန်ဆန်မှုတွေကြားမှာထောထောညံ့ညံ့ကျင်းဝပျက်စီးခဲ့ရပါတယ်။ မဆုံးဝင်ထိနှဲ့ကိုပြန်လေရရှိတဲ့အရှိမှာတော့လုံကျဲမျိုးတစ်ခုလုံးဟာရက်ဆရာမရှိအောင်အပြည့်အစုံပုံကြီးပွားကိုရောက်ရှိနေပြီလေဖြစ်ပါတယ်။ဒါကြောင့်မဆုံးဝင်ဟာအတိတ်ကသူကျူးလွန်ခဲ့တဲ့အမားတွေကိုတတိတင်ဝေကတွေယူပြီးတော့တိုင်းပြည်ကိုပြန်လေတိဆောက်ခဲ့ပါတယ်။သူကြောင့်ပျက်စီးခဲ့ရတဲ့တိုင်းပြည်အတွက်သူဟာမြောက်ဦးမြို့တစ်ကိုတည်တောင်ဆိုးဆင်ခဲ့ပါတယ်။မင်းဆုံးဝင်ရဲ့ကျေးဇူးတွေကြောင့်လေမြောက်ဦးဟာဆိုရင်15ရာစုကနေ18ရာစုအထိ ကပ္ပအလီမှာထင်ရှားတဲ့ဘယံနိုင်ငံတခုဖြစ်လာခဲ့ရပါတယ်။ဒါကတော့ဘယံတွေရဲ့မစင်စမ်းမစင်ရှင်မိမိရဲ့လူအဲ့ချက်တခုကိုသာကြည့်ပြီးတော့ရုံမှာစွာဆုံးဖြတ်ခဲ့တဲ့သူရဲ့ကောင်းမစင်တဲ့လူရဲ့တွေပဲဖြစ်ပါတယ်။တကယ်တော့မြန်မာဘယံတွေဟာဗုဒ္ဓအဆူမတရားတော်တွေနဲ့အညီတိုင်းပြည်ကိုအုပ်ချုပ်ကြတယ်လို့ဆိုပေမဲ့လည်းတရှုကိစ္စတွေမှာတော့လူသားမစင်အောင်ရုံမှာတက်ကြတယ်ဆိုတဲ့အတ္တကားတွေပဲဖြစ်ပါတယ်။တကယ်တော့ဘယံဆိုတာလက်ညှိုးညွှန်တာရေးဆိုရင်ရေးဖြစ် ရွှေဆူရင်ရွှေဖြစ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်မိမဆိုတာကလည်းသူတို့မှာအများကြီးရှိသလိုအများကြီးလည်းယူလို့ရပါတယ်ဒီလိုမျိုးမိမယူတာမိမများတာဆိုတာကလည်းတာမန်ကိစ္စတစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်အခုလိုမျိုးသူများတာမရကိုမှအပိုင်သိမ်းရုပ်မှကြတာကတော့အလွန်တရာမှအယုဆိုလာပါတယ်ဒီတရားမှာစက်တော်ထေကတီဝီမင်းကြီးရဲ့ဆင်ခြင်နှလုံးသွင်းပုံလေးကလည်းလေးစားစရာကောင်းလာပါတယ် သူဟာအဘိပါရကစိတ္တကြီးရဲ့ဇနီးဖြစ်နေပြီဖြစ်တဲ့ဥမာတန်ဒီမင်းသမီးကိုချစ်ခင်စီလင်စိတ်ကြောင့်အယူတပိုင်းလိုဖြစ်နေခဲ့ရပါတယ်။မအိပ်နိုင်မစားနိုင်ဓမ္မိုင်းပိုင်းတထွေတွေဖြစ်နေရကနေနောက်ဆုံးမှာတော့တတိတန်တွေကလည်းရပြီးတော့မပြည့်မအပ်တဲ့အရာကိုပြန်လည်ဆင်ခြင်နိုင်ခဲ့ပါတယ်။တက်ပြီးတော့လေးစားစရာကောင်းတာကတော့အဘိပါရကစိတ္တကြီးပဲဖြစ်ပါတယ်။သူဟာဘယံကသူမိမကိုဆွေးလန်းနေတယ်ဆိုတဲ့အတွက်သူကိုယ်တိုင်ပဲမိမဖြစ်သူကိုဘယံကိုစစ်သားခဲ့ပါတယ်။ ဒါပေမဲ့လည်းဘယင်ကလည်းသူ့နိုင်ငံရဲ့အတော်ဆုံးစစ်သူကြီးတိုင်းပြည်ရန်ကိုကာကွယ်ပေးနေတဲ့သူ့ရဲ့မစ်ဆွေကောင်းကြီးရဲ့ဇနီးမယားကိုမယူခဲ့ပါဘူးသူ့ကိုယ်သူနှလုံးသွင်းဆင်ခြင်ပြီးတော့သူလုတ်ခွေးတဲ့လူရဲတွေအတွက်နောင်တတရားတွေရပြီးတော့သူ့ကိုယ်သူပြန်လေးဆင်ခြင်နှလုံးသွင်းနိုင်ခဲ့တာဟာတီဝီမင်းစီရဲ့အလွန်တရားမှလေးစားစရာကုန်ပုတ်ပဲဖြစ်ပါတယ်ဘယံတွေဟာမိမယူတာကိုလုတ်တော်တွေထားကြတာစတဲ့ကိစ္စရွက်တွေကိုဘယံခစ်တွေမှာတော့မပြောရေးမဆိုရေးခဲ့ကြပြီမဲ့လေ သူများရဲ့ဇနီးများကိုအဓမ္မသိမ့်ပိုက်ကြတာကတော့သမိုင်းထက်မှဖြစ်လို့မရတဲ့အမေးစကြီးတစ်ခုအဖြစ်ကျန်ရှိနေကြတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့လူဖွေးစည်းအနေနဲ့ကြည့်မြင်ဆိုရင်လည်းဒီလိုရုပ်မှာပက်စက်တဲ့လူရဲ့တွေကိုတော့ဆန့်ကျင်ကြမှာပဲဖြစ်ပါတယ်။မိတ်ဆွေတွေအနေနဲ့လည်းအထက်ကပြောခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးသမိုင်းထက်ကသင်ခန်းစာတွေရယူကြပြီးတော့မမားတဲ့အမားတွေမကျူးလန့်တဲ့အမားတွေကိုတတိနဲ့ဆန့်ကျင်ကြစေဖို့တင်ဆက်ပေးလိုက်ပါရခင်ဗျာ။ ကျွန်တော်ကတော့မောရာဆိုပါ